တိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုံတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းဒီအကြောင်းတွေကြောင့်အရဟံအရဟံဆိုတဲ့အရာချင်းတွေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့ဒါလို့နှလုံးသွင်းရမယ်အကြောင်းနဲ့ ခုံအရေးချင်းကိုသိရမယ်။ဩဒီပုဂ္ဂိုလ်သူများဟာဒီအရေးချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံမလားဆိုရဲအတွေးနဲ့လက်စွာဘုရားဂုံတော်ပေါ်မှာတတိအမှတ်ရပြီးတော့စဉ်ရင်စဉ်းစားနေမှုနော်။သမာသင်္ကပ္ပဆိုရဲမှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုန်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာတယ် မြတ်စွာဘုရားအပေါ်မှာဆန်းစစ်လေးလာတဲ့အခါမှာအော်ဒီအကြောင်းဒီအကြောင်းတွေကြောင့်ဒီအချက်တွေဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့ဟောအရဟံပါလားလို့လက်ခံလာတယ်ကျင့်တ်လာအဲ့ဒီကျင့်တ်လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံအရဟံအရဟံ၆ချက်၆ချက်လောက်နေမရဘူးเนาะဘုရားကုံတော်မထိရောက်ဘူး၆ချက်ဆိုတာပရိကြတာကိုပြောတယ်เนาะ ရင်လုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အယွတ်အယွတ်ဆိုတာကအလုံးအမဲသားစားဖို့မှာပဲဝါလို့မှမရတာတိတ်ဝါမှလည်းမဟုတ်ဘူးเนาะအဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုံတော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှ စိတ်ထဲမှာ နှစ်နှစ်ကာကဖြစ်လာရွရင်ရွရင်နှလုံးသွင်းရင်တော့ကိစ္စမရှိဘူးပေါ့ အရေးအတွက်ကနန်းပေါ်မှာစိတ်ရောက်နေလို့ရှင်ဖရားပေါ်မှာစိတ်မရောက်ဘူးအဲ့ဒါကိုကိုစဉ်းချင်းစဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါဒုကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်ဒီအချက်တွေကြောင့်အရဟံခုံတော်နဲ့ပြည့်စုံပါပေတယ်လို့ စိတ်ထဲမှာသဘောကျလာသည်ထိအောင်အကျဉ်းကျဉ်းအထထတတိတဲ့တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ញင်သုံးသပ်နေဖို့လိုတယ်ဒါကိုဗုဒ္ဓံတို့တတိဘာဝနာ ပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုံတော် ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးเนาะအင်တာမကြည်နူးဝယ်ရာတွေစိတ်ထဲမှာကျဉ်းတ်ဆရာတွေပဲဖြစ်လာပြီးတော့